ီလွန်မတ်စ်တယောက်အမေရိကန်နိုင်ငံရေးထဲကိုဝင်လာပြီးတဲ့နောက်သူ့ရဲ့လုံရက်တွေကိုမချိန်တတ်ကြတဲ့အတွက်ကမ္ဘာတစ်ဝှမ်းလုံးကတက်စလာစန့်ကျင်ရေးလှုပ်ဆောင်မှုတွေကလည်းအရှိန်ဟုန်မြင့်လာခဲ့ပါတယ်။တက်စလာရဲ့ stock share တန်ကြေးတွေလည်းကျလာခဲ့ပြီးတော့အီလွန်မတ်စ်ကိုမွဲတော့မဲ့လူတယောက်လို့ခံမှန်းပြောဆိုနေကြတာကိုလည်းတွေ့လာနေကြရပါတယ်။ဒီလိုအခြေအနေမျိုးမှာပဲ Tesla ဘက်ကနေအံအားသင့်စရာအစည်းအဝေးတစ်ခုလုပ်လာခဲ့ပါတယ်။ All Hands လို့နာမည်တက်ထားတဲ့ဒီအစည်းအဝေးကိုဓာတ်ရိုက်ထုတ်လွှင့်ခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်။ ဒီစီဝေးထဲမှာ Tesla ရဲ့အနာဂတ်အကြောင်း Optimus တွေနဲ့ Super Computer တွေအကြောင်းကိုလည်းအသေးစိတ်ပြောသွားခဲ့ပါတယ်။အဲ့ထက်မှာ Elon Musk ရဲ့ Ultimate Master Plan တွေကိုလည်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒီစီစဉ်ဟာကမ္ဘာကြီးတစ်ခုလုံးအတွက်ရေရှည်တည်တံ့တဲ့ကြွယ်ဝမှုတွေကိုဖန်တီးပေးဖို့ရည်ရွယ်ထားတယ်လို့လည်းဆိုပါတယ်။လူတိုင်းလိုချင်တဲ့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကိုအလွယ်တကူရရှိနိုင်မဲ့အနာဂတ်တစ်ခုတည်ဆောက်ဖို့ Tesla အဓိကထားလှုံ့ဆော်နေတယ်လို့ဆိုပါတယ်။ ဒီအနာဂတ်ကိုဖန်တီးဖို့အတွက်အဓိကကြတာကတော့ AI နဲ့ဆက်ရုပ်တွေပါပဲ Elon ကတော့သူ့ရဲ့ Optimus တွေဟာကမ္ဘာပေါ်မှာအဆင့်မြင့်ဆုံးသော Ludo ဆက်ရုပ်တွေဖြစ်ကြတယ်လို့ပြောလာပါတယ်ကျွန်တော်မြင်ရတဲ့လောက်တော့ Optimus တွေကလောလောဆယ်အနေထားမှာတခြားဆက်ရုပ်တွေလိုမျိုးခုံပေါက်ပြတာနောက်ကျွန်းထိုးပြတာမျိုးတွေမလုပ်နိုင်သေးတဲ့အပြင်လမ်းလျှောက်ပုံတွေကလည်းလူတွေနဲ့မတူပဲဆက်ရုပ်တွေလိုဖြစ်နေပါသေးတယ်။ဒါဆိုရင် Optimus တွေရဲ့တကယ်အားသာချက်တွေကဘာတွေလဲ အီလွန်မတ်စ်ရဲ့ master plan တွေရောဘယ်လိုမျိုးပါလဲဒီ plan တွေကြောင့် Tesla ရဲ့လက်ရှိအခက်အခဲတွေကိုကြော်ဖြတ်သွားနိုင်မှုလွယ်ကူပါမလားဆိုတာတွေကိုဒီနေ့မှာမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်တခြားသောဆက်ရုပ်တွေဟာအံအားသင့်စရာကောင်းလောက်အောင် တိုးတက်လာနေပေမဲ့ Tesla ထုတ် Optimus တွေကတော့တကယ်လူတူအုံနောက်မျိုးတွေနဲ့လှုပ်ဆောင်နိုင်တယ်လို့ Elon Musk ကဆိုပါတယ်။ Cloud Server တွေနဲ့ချိတ်ဆက်ထားပြီးမှဆုံးဖြတ်ချက်ချနိုင်တာမျိုးဒါမှမဟုတ်ကြိုတင်ပြီးတော့ program တွေရေးဆွဲထားတာမျိုးတွေမဟုတ်ကြောင်းလည်းပြောသွားပါတယ်။ဒါ့ပြင် American အစိုးရအနေနဲ့လည်း Tesla ကိုတိုက်ခိုက်နေတဲ့အကြမ်းဖက်မှုတွေကိုပြင်းပြင်းထန်ထန် ရေးယူသွားတော့မယ်လို့သိရပါတယ်။ဒီသတင်းကလည်းကဘာတဝမ်းလုံးရဲ့အာယုံဆိုင်မှုကိုရခဲ့တဲ့သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဆိုတော့ Optimus တွေမှာတခြားသော Bluetooth ဆက်ရုပ်တွေထက်ထူးခြားကောင်းမွန်နေတဲ့အစိပ်ပိုင်းတစ်ခုရှိပါတယ်။အဲ့ဒါတော့သူတို့ရဲ့ LED တွေပါ။ Elon Musk ကတော့ Optimus ရဲ့ LED version အစ်စ်တွေဟာတော်တော်လေးကိုထူးခြားကောင်းမွန်တယ်လို့ပြောထားပါတယ်။ဒီ LED design အစ်စ်ဟာထုတ်လုပ်ရေးအဆင့်ကိုရောက်နေပြီလို့လည်းဆိုပါတယ်။အရင်က LED design တွေမှာဆိုရင်တော့လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်တဲ့အစ်စ်ပေါင်း၁၁ခုပဲပါဝင်ခဲ့ပေမဲ့ LED အစ်စ်မှာတော့အစ်စ်ပေါင်း၂၂ခုအထိပါဝင်လာပါတယ် ဒါကြောင့်ပိုတဘာဝကျလာပြီးတော့လူတွေရဲ့လက်တွေလိုမျိုးလှုပ်ရှားလာနိုင်တော့မှလည်းဖြစ်ပါတယ်။ Tesla ရဲ့အားသာကြတဲ့ခုကတော့နှစ်ပေါင်း20လောက်အတွင်းမှာ Tesla ကားတွေ၊ battery တွေ၊ electronic ပစ္စည်းတွေနဲ့ full self driving နည်းပညာတွေကနေရရှိထားတဲ့အတွေ့အကြုံတွေပဲဖြစ်ပါတယ်။ဒီအတွေ့အကြုံတွေကိုသင်ခန်းစာယူပြီးတော့ Optimus ဆက်ရုပ်တွေကိုထုတ်လုပ်ရမှာအသုံးချလာနိုင်တာဖြစ်ပါတယ်။ဒါကြောင့်လဲ Optimus ဆက်ရုပ်တွေကိုထုတ်လုပ်ရမှာဆက်ရုပ်အများကြီးကိုတပြိုင်တည်းထုတ်လုပ်လာနိုင်ပါတယ် Fremont စက်ရုံမှာ Optima စက်ရုံတွေကိုစတင်ထုတ်လုပ်နေတယ်လို့ Giga တက်ဆက်မှာလည်းပိုကြီးတဲ့ထုတ်လုပ်ရေးစက်ရုံတစ်ခုကိုတည်ဆောက်နေပါတယ်။ Elon Musk ကဒီအစီအစဉ်တွေနဲ့ပတ်သက်ပြီးတော့ Optima ရဲ့စမ်းသပ်ထုတ်လုပ်ရေးကိုဒီနှစ်ထဲမှာစတင်မှာဖြစ်ပြီးတော့စက်ရုံပေါင်း9000လောက်အထိထုတ်လုပ်သွားဖို့ရည်ရွယ်ထားပါတယ်လို့ဆိုပါတယ်။2026မှာတော့အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်ရေးအဆင့်ကိုစတင်မှာဖြစ်ပြီးတော့စက်ရုပ်ပေါင်း9000လောက်အထိထုတ်လုပ်နိုင်မှုရည်မှန်းထားတာလည်းဖြစ်ပါတယ် ဒါပြင်ဆက်ရုပ်တွေနဲ့မောင်းသူမဲ့ကားတွေရဲ့တိုးတက်မှုကိုအထောက်အကူပြုစေမယ်။စွာအမြင့်စူပါကွန်ပျူတာအကြောင်းတွေကိုလည်းပြောပြသွားပါသေးတယ်။အဲ့ဒီထဲမှာဒိုဂျိုကတော့အဓိကကျလာပါတယ်။ဒိုဂျိုဆိုတာကတော့ Tesla ရဲ့ကိုယ်ပိုင်စူပါကွန်ပျူတာဖြစ်ပြီးတော့ AI training အတွက်အထူးတည်ဆောက်ထားတာပါ။ဒိုဂျိုဗာရှင်1ကိုနယူးယောက်နဲ့ပါလိုအက်တိုမှာစတင်အသုံးပြုနေပြီလည်းဖြစ်ပါတယ်။ဒိုဂျိုဗာရှင်2ကိုလည်းမကြာခင်မှာထွက်ရှိလာဖို့ရှိနေပြီးတော့ဗာရှင်1ထက်10ဆလောက်ပိုပြီးစွမ်းအမြင့်မယ်လို့လည်းသိရပါတယ်။ ဒါ့အပြင်အော်စတေးလျမှာရှိတဲ့ Giga Factory ထဲမှာတည်ဆောက်ထားတဲ့ Cortex လို့ခေါ်တဲ့ data center တစ်ခုလည်းရှိပါသေးတယ်။လက်ရှိမှာ Nvidia GPU ပေါင်း9000လောက်နဲ့လဲပတ်နေပြီးတော့မကြခင်မှာပဲတသိန်းလောက်ထိတိုးချက်သွားအောင်မှာပါ။ Elon Musk ကတော့အဲ့ဒီအချိန်ရောက်ရင်ကမ္ဘာထိပ်တန်း AI training cluster ၅ခုထဲမှာတစ်ခုအပါအဝင်ဖြစ်လာလိမ့်မယ်လို့ပြောသွားပါတယ်။ဒါ့အပြင် Tesla CyberCap တွေကိုလည်းထုတ်လုပ်ရေးပိုင်းတွေမှာလွယ်ကူစေဖို့အဓိကထားလှုံ့ဆော်နေပါတယ်။ ။နောက်ဖက်နဲ့ရှေ့ဘက်မှာအကြီးစားကတ်စင်တွေကိုအသုံးပြုဖို့ရှိနေပြီးတော့ဆေးတောင်မှုတ်เสียမလိုတော့ဘူးလို့လည်းသိရပါတယ်။အစိပ်ပိုင်းတွေကိုထုတ်လုပ်တဲ့အချိန်မှာလည်းဆေးကိုပါရောထည့်ပြီးတော့ကားကိုယ်တွေကိုဆေးမှုတ်เสียမလိုတော့အောင်လုပ်မဲ့နည်းပညာကိုလည်းစမ်းသပ်နေကြပါတယ်။ဒါရီကေကတက်ဆက်မှာစတင်နေပြီးတော့ပထမဆုံးစမ်းသက်ထုတ်လုပ်ရေးကိုတော့ဒီနှစ်ຫນွေရာသီမှာစတင်တော့မယ်လို့သိရပါတယ်။ ဒီလိုလှုပ်ဆောင်ခြင်းအပြင် Tesla ကားတွေရဲ့ထုတ်လုပ်မှုကုန်ကျစရိတ်ကိုရှော့ချနိုင်မှာဖြစ်တယ်လို့သူတို့လက်ရှိရင်ဆိုင်နေရတဲ့ share ဈေးနှုန်းကျဆင်းမှုတွေကိုလည်းအတိုင်းအတာတစ်ခုထိကျော်လွှားနိုင်လိမ့်မယ်လို့ Elon Musk ကယုံကြည်ထားတာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲ Tesla ကားတွေနဲ့အယောင်ပြကန်တွေကိုဥတည်တိုက်ခိုက်နေတဲ့အကြမ်းဖက်မှုတွေကလည်းအတိုင်းအတာတစ်ခုထိတည်ငြိမ်လာပုံရပါတယ်။ Tesla နဲ့ American အစိုးရတို့ပူးပေါင်းပြီးတော့ဒီအကြမ်းဖက်မှုတွေကိုပြင်းပြင်းထန်ထန်အရေးယူဖို့လှုံ့ဆော်နေကြပါတယ်။ FBI ကဆိုရင်လေ Tesla တိုက်ခိုက်ခံရမှုတွေကိုစုံစမ်းနိုင်ဖို့အတွက်အထူးအဖွဲ့တစ်ခုကိုပါဖွဲ့စည်းထားတယ်လို့သိရပါတယ်။ဒီဖွဲ့ထဲမှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနကဝန်ထမ်းတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။ American ရှေ့နေချုပ်ဖန်ဘိုဒီကတော့ Tesla ရဲ့ပိုင်ဆိုင်မှုတွေကိုဖျက်ဆီးတဲ့လူသုံးကိုတရားစွဲဆိုထားပါတယ်။သူကပြစ်မှုကျူးလွန်ပြီးအပြစ်မခံရတဲ့ကာလတွေကုံဆုံးသွားပါပြီ။ဒီအကြမ်းဖက်မှုတွေထဲမှာပါဝင်နေဆိုရင်တရားရေးဌာနထောင်ထဲကိုပို့မှာပါလို့ပြောသွားပါတယ် လက်စ်ဘီဂတ်စ်မှာတက်စလာကားတွေအများအပြားမီးရှို့ခံခဲ့ရတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားပြီးနောက်မှာဒီလိုအေးအေးမှုတွေပြုလုပ်လာခဲ့တာပါအီလွန်မတ်စ်ကတော့ဒီလိုအကြမ်းဖက်မှုတွေဟာယူသွပြီးလုံးဝမှားရွေးမှာတယ်တက်စလာလျက်စစ်ကားတွေပဲထုတ်လုပ်တာပါဒီလိုဆိုးရတဲ့တိုက်ခိုက်မှုတွေခံရဖို့ဘာမှလုံးမထားပါဘူးကနေဒါမှာတက်စလာရဲ့အကြီးဆုံးဝန်ဆောင်မှုစင်တာမှာကားစီးရ80ကျော်ကိုတမင်တကာဖျက်ဆီးတာခံလိုက်ရပါတယ် ကားတွေကိုချစ်ရတဲ့အများကြီးလှုပ်ထားပြီးတော့တာယာတွေကိုလည်းဖောက်ပြီးဖျက်ဆီးထားပါတယ်လို့ပြောပါတယ်။ဒါမဲ့ Tesla ဆန္ဒပြသူတွေဘက်ကတော့ခုလာမဲ့ Mesla 29ရက်နေ့မှာကဘာတဝမ်းလုံးက Tesla အယောင်းပြကန်နေတယ်မှာဆန္ဒပြပွဲပေါင်း900လောက်အထိပြုလုပ်သွားဖို့စီစဉ်နေတယ်လို့လည်းသိရပါတယ်။ဆိုတော့ Elon Musk ဘက်ကတော့ Tesla ရဲ့လက်ရှိအခက်အခဲတွေကိုကြော်လွှားနိုင်ဖို့အတွက်သူ့ရဲ့ master plan တွေကိုချပြလာခဲ့ပေမဲ့တစ်ဖက်မှာလည်းသူ့ကိုစန့်ကျင်နေကြတဲ့လူတွေက Tesla ကိုအပြုတ်ဖြုံနိုင်ဖို့အတွက်နည်းနည်းလေးမှလမ်းမလျှော့ကြသေးတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်ပွဲရတော့ဒီထက်ပိုပြီးကြည်ကောင်းလာဖို့ရှိနေပြီးတော့ဘာတွေဆက်ဖြစ်အောင်လဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းလာနေပါတယ်။ဒီပုံမှာမိတ်ဆွေတို့တူတူယောက်ချင်းစီရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာ။မိတ်ဆွေများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။ဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်။ ကျွန်တော်ဆက်ပြီးတော့လည်းဗီဒီယိုလေးတင်ဆက်ပေးသွားအောင်မှာမလို့ channel လေးကိုလည်း subscribe လုပ်ထားပေးခဲ့ကြပါအောင်ဗျာကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်